လူသားမျိုးနွယ်ပေါ်ရာဇဝတ်မှုကျူးလွန်ကြောင်းသူ့အပေါ်ဆက်ဆွဲချက်တွေကမမှန်ကန်ပါဘူးလို့မင်္ဂလာဒေဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကငြင်းဆိုသွားခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ကပြည်တွင်းမှာအုံကျွမ်းမှုတွေကြောင့်နိုင်ငံကနေထွက်ပြေးခဲ့ရတဲ့တပ်တော်ရှေဝန်ကြီးချုပ်ဟောင်းကိုအသက်သက်လာတဲ့ဂျားဖြတ်အစိုးရကမျက်ကွယ်မှာဆွဲချက်တွေတင်ထားတာပါ။ဟာစီနာဟောင်းအဲ့ဒီတုန်းကအစိုးရစန့်ကျင်ရေးဆန္ဒပြသူတွေကိုလုံခြုံရေးတပ်ဖွဲ့တွေအင်အားသုံးပြီးရရဆက်ဆက်ဖြိုခွင်းအောင်အမိန့်ပေးခဲ့ကြောင်းဆွဆွဲခံထားရပါတယ်။ တရားရုံးရဲ့မျက်ွယ်စီရင်ချက်မချမှတ်ခင်ရပ်ပိုင်းအလို BBC နဲ့အင်တာဗျူးမှာဟာစီနာကအစွဲချက်ကိုညင်းဆိုခဲ့တာဖြစ်ပါတယ်၂024 August လ9ရက်နေ့မှာဘင်္ဂလားဒေ့ရှ်ကနေထွက်ပြေးခဲ့ရတဲ့နောက်ပိုင်းပထမဆုံး BBC နဲ့အင်တာဗျူးမှာဟာစီနာကမျက်ွယ်မှာစီရင်စစ်ဆင်းနေတဲ့တရားခွင်ဟာသူ့ရဲ့နိုင်ငံရေးပြိုင်ဘက်တွေကအထင်းချုပ်ထားတဲ့အတုအယားမျက်နှာစာတစ်ခုသာဖြစ်တယ်လို့ဆွဆဲသွားပါတယ်အထက်တရားခွင်ကပဲ November 18ရက်နေ့ကျရင်ဟာစီနာအတွက်စီရင်ချက်ကိုချမှတ်ဖို့ရှိနေပါတယ် အစိုးရရှင်တွေကတော့ဟာစီနာကပြစ်မှုထင်ရှားတာတေးချရင်ဒေဒန်စီရင်ချမှတ်ပေးဖို့တရားသူကြီးကိုတိုက်တွန်းတောင်းဆိုထားပါတယ်။ဟာစီနာကတော့အဒီတရားခွင်ဟာစစ်ဆေးမှုတွေမစတင်ခင်ကတည်းကစီရင်ချက်ချထားနေမိတာဖြစ်နေတယ်လို့ပြောပါတယ်။ဟာစီနာအစိုးရရဲ့အငင်းပွားစရာအလောအကိုင်းခွဲတန်းမူဝါဒတစ်ခုကိုကျောင်းသားလူငယ်တွေဥဆောင်ပြီးငင်းငင်းချက်ချက်ဆန္ဒပြခဲ့ပေမဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကအကြမ်းဖက်ဖြိုခွင်းခဲ့တဲ့နောက်မှာအကြီးစားအထက်ကယုံကြီးအဖြစ်ပြောင်းလဲသွားတာဖြစ်ပါတယ်။ အဒီအောင်ကြောင်းမှုအတွင်ဟာစီနာနဲ့သူ့အစိုးရရဲ့စနစ်တကျရည်ရွယ်ချမ်းဆောင်ထားတဲ့ဖြိုခွင်းမှုတွေကြောင့်လူပေါင်း1400လောက်ထိသေဆုံးခဲ့တယ်လို့ကုလသမဂ္ဂအလူအခွင့်ရေးစုံစမ်းမှုအရာရှိတွေကကောက်ချက်ချထားပါတယ်။ဟာစီနာကတော့အခြေအနေတွေဟာသူထင်းချုံလို့မရတော့တဲ့အထိဖြစ်သွားခဲ့တယ်။လူအသက်တွေမလိုအပ်ပဲစတဲ့ခရရတဲ့ဆိုတဲ့အချက်တွေကိုမငင်းလို့ကြောင်းဒါပေမဲ့လက်နက်မဲ့အရတားတွေကိုပြစ်တတ်ပါလို့တော့သူဘယ်တော့မှအမိတ်မပေးခဲ့ကြောင်း BBC ကိုပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ပေါက်ကြားထွက်ပေါ်လာတဲ့ဖုန်းအသံဖိုင်တစ်ခုမှာတော့2024ဇူလိုင်လတုန်းကဟာစီနာဟာဆန္ဒပြမှုတွေကိုဖြိုခွင်းဖို့အတွက်လူကိုသေစေနိုင်တဲ့လက်နက်တွေထုတ်သုံးနိုင်ကြောင်းအမေပေးခွင့်ပြုထားခဲ့ဖူးပါတယ်။တရားခွင်မှာလည်းအဲ့ဒီအသံဖိုင်ကိုအစိုးရရှိနေတွေကတင်ပြခဲ့တာပါ။ဟာစီနာကအဲ့ဒီတရားခွင်မှာ သူဟာကိုကိုကို ခုခံကာကွယ်ခွင့်ကိုစိတ်ကြိုက်ရှိနေတွေရွေးချယ်တာဝန်ပေးခွင့်ဘာတစ်ခုမှမရခဲ့ဘူးလို့ပြောပါတယ်။ နိုင်ငံရေးပြိုင်ပွဲတွေကသူ့ကိုလုံးဝအနက်လက်မထူနိုင်အောင်နောက်ကောက်ချဖို့ရောသူ့ရဲ့နိုင်ငံရေးပါတီဖြစ်တဲ့အေဝါမီအဖွဲ့ချုပ်ကိုပါလုံးဝဖြိုခွဲပြစ်ဖို့အကြံစီနေတာလို့ဟာစီနာကဆက်ဆွဲခဲ့ပါတယ်အေဝါမီအဖွဲ့ချုပ်ကဖေဖော်ဝါရီလမှာကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲမှာလည်းပါဝင်ခွင့်ပိတ်ပင်ခံထားရပါတယ်ဟာစီနာကဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အဖြစ် နှစ်ပေါင်း20ဝန်းကျင်လောက်အုပ်ချုပ်ခဲ့ပူးတာပါအစောပိုင်းတုန်းကသူဟာဒီမိုကရေစီနဲ့လူ့အခွင့်အရေးချန်ပီယံတူလို့တင်စားခံခဲ့ရပေမဲ့ ။နောက်ပိုင်းမှာတော့နိုင်ငံရဲ့အတိုက်အခံတွေကိုဖိနှိပ်ပြီးအာနာရှင်စနစ်ဘက်ကဥတီလမ်းကြောင်းပြောင်းသွားတယ်ဆိုတဲ့ဆက်ဆွဲမှုတွေကိုလည်းကြုံတွေ့ကြရပါတယ်ရှင်။